မင်္ဂလာပါဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေဘိုင်ရက်ကိုမျက်နှာမြင်ဘိုင်ကိုသင်ကြားလို့အားလုံးကြောက်ရှင်းပါစေတောင်းလို့အမြဲတစေစုမကောင်းတောင်းပါလေဗျာဒီနေ့22ရက်5လ2025ပေါ့နော်အရောက်တိုင်းပြည်သူတွေကို PDF တွေကနေပြီးတော့မှဒီအန်ယူဂျီတို့ပါလို့အဖွဲ့အစည်းတွေကကြွားလုံးတွေစွပေးနေတယ်ကြွားလုံးစွပေးတာဟာအရောက်တိုင်းကိုထိန်းတော့မယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာအမှန်တကယ်ကတော့အရောက်တိုင်းမှာရှိတဲ့ PDF တွေရလဲပဲခင်ဗျားတို့ဟိုစစ်ကောင်စီကိုတိုက်ခိုက်တာလည်းမဟုတ်စစ်အာဏာရှင်ကြာချုံရေးလုပ်တာလည်းမဟုတ်အမှန်ငယ်တော့စီးပွားရေးလုပ်နေကြတာဖြစ်တယ်နော် အဓိကဘာလို့ကြောက်စီးဝိုင်းလို့ဆိုတာ A ရလည်းပဲဒါစီးဝါကြိုက်ထားတာရှိတယ် A ရလည်းပဲဒီ PDF တွေကိုချနေပြီးတော့မှဒီကောင်တွေကိုမြောက်ပေးပြအာမင်းတို့ ARG ရောငါလားတိုက်ပင်မယ်အဲ ARG ဒါအဲ့ PDF ကောင်တွေကလည်းဘာဖြစ်လဲတချို့လူကြီးပိုင်းတွေကဒါချိတ်ဆက်ထားပင်မယ်အဲ့ဒီ PDF ဘိုင်းအငယ်ဘိုင်းနေရာတော့အဟုတ်မှန်နေကြရှိတယ်။ဟာငါတို့အေးရလာပြီးတော့ချိတ်ဆက်ပေးတာငါတို့ဒါစစ်ကောင်စီကိုတော်လန်လို့ရပြီဘာညာဆိုပြီးအာနာရှင်ကိုတော်လန်လို့ရပြီဆိုပြီးစစ်သွေးတွေကြွနေ အမှန်တကယ်ကတော့အေရသွားသူလာတယ်ဒီအေရတိုင်းရေကြီးအတုံးငတိုင်းချောင်းအဲ့ဘက်တောက်လျှောက်လေးမျက်နာဟာလာအဲ့ဒီဘက်မှာရှိနေတဲ့ဟိုနွားတွေတလေးဆန်တွေအစားဖို့စားဖို့တောက်ဖို့ရိတ်ခါတွေကိုအေရလာသေးတာဟိုဘာပြောလဲမောင်ခိုလမ်းကြောင်းတွေတက်တယ်တန်တော်ဘက်ကနေကမှဟိုဘက်ဘင်္ဂလားဒေ့ရှ်ဘက်ကိုပို့တယ်နော်ပို့တယ်ဘင်္ဂလားဒေ့ရှ်ဘက်ကိုပို့တယ်အဲ့တော့အဓိကကသူတို့ကအေရ အဲသူတို့လေလေပြနေတာဟာငါတို့လာပြီးတော့စစ်ကူပေးတဲ့ဘာရင်လားအမှန်တကယ်မဟုတ်လာတိုက်ပြီးတော့သူကသူရအကုန်မပြီးတဲ့သွားတာတဲ့ရမသိဘူးတီးတယ်တီးရဲ့အကြီးပိုင်းကြီးကဗျာငွေရလို့ယူတာဗျာတီးရမလားအငယ်ပိုင်းကြီးကတော့ဟိုခလေးတွေကတော့တွေးဆွပေးလိုက်တယ်အားဟောင်းငါတို့ကဟိုနေစစ်ကောင်စီအစ်စိတ်အကြဲဝန်င်းနေဟိုအာနာရှင်တွေကိုတိုက်ထုတ်မှာဗာပဲတဲ့ညာပြီးတော့ကြောက်တာဟိုကအဟုံးမပြီးတော့အဲလှုပ်ပြီးလဲပြီးလဲပြီးတော့သူတို့တွေကသေသေကုန်ကြအောင်လစ်ကုန်ကြအောင်အကုန်လုံးအဲ့တော့ဗာပြလဲဆိုတော့ အေရီမြောက်ပိုင်းသားအေရီယာအေရီတိုင်းမှာဒါလာချနေတယ်ဆိုတော့အေရီတိုင်းကိုလိုချင်လို့ဘာညာမဟုတ်ဘူးသူတို့ရိတ်ခတွေနဲ့အဲဒါမောက်ကိုလမ်းကြောင်းတက်လမ်းကြောင်းအများကြီးပဲအခုလက်ရှိသူတို့ရဲ့ကြီးပွားချမ်းသာမှုကအဲဒါမွေးရစေဝါကအဓိကကကျွန်တော်တို့မွေးရစေဝါကျွန်တော်နွားလေးဘာညာပို့တယ်ဘာညာဆိုပြီးအဲ့နွားလေးနဲ့ထည့်ပြီးတော့မှမွေးရစေဝါတွေသွားပို့တယ်နောက်ဘင်္ဂလားဒေ့ရှ်ဘက်ကနေပေါ့တောက်လျှောက်ဝင်နေတာဒါလည်းမကြခင်မှာကဘာကနေတော့မှသူတို့ကမွေးရစေဝါခိုင်းချုပ်ကြီးဒါထွန်မြက်နိုင်ဆိုတဲ့ဟာကြီးကပေါ်လာလိမ့်မယ် နော်ပေါ်လာလိမ့်မှာမကြောက်ပေါ်လာလိမ့်မှာမိုးစေဝခိုင်းကြုတ်ကြည့်မိတာလဲဘီနန်နေနဲ့ချီမိနေတာမြန်မာနိုင်ငံဘက်မှာလဲနော်အဲ့တော့ရခိုင်အေရီးယားဘလောက်ထိလေပါတယ်လဲဘလောက်ထိစိုက်ဝါးတွေကောင်းကောင်းသုံးနိုင်ပါတယ်လဲဆိုလို့ကျဒါကျွန်တော်တို့ရခိုင်ကိုထိနာတတ်တဲ့မီဒီယာတွေရှိသေးတယ်ရခိုင်နဲ့သွေးနော်လာပါလားနဲ့ကျုပ်မီဒီယာတွေရခိုင်ဘက်ကဒါဥကြောဆန်လားလို့ပါညာဒါဒီဗီတက်ဒါရခိုင်မြောက်ပိုင်းသားတွေမဟုတ်လို့မပြောတော့တချို့အဲ့မှာကြီးတယ် ဟို AT လည်းမခံနိုင်ဟို KIAT လည်းမခံနိုင်တဲ့ဟိုဖက်ဆက်ဖက်ဆက်မီဒီယာကောင်တွေရှိနေမှာအမှပြောပါလိမ့်မယ်ဟလာကျွန်တော်ဒီစကားပြောလို့ရှင်အမှဒါပြောလေအဲ့တော့ AD ရဲ့စိုက်ဝါးကိုတောင်းလောသားတွေဘလို့ရိုက်ထဲနေအာဒေါ်ဂျူလာကြီးကြောင့်ဦးမင်းအောင်လိုင်းဒီရခိုင်ကြီးကိုပြစ်တားတဲ့ပါညာဆိုပြီးတော့ဆွတ်ဆက်ဖြဲကုန် မင်းတို့လက်နေချာလက်နေမချာမင်းတို့သိမှာပဲရှိတယ်ဘာဖြစ်လို့မင်းတို့ကာဝဲဦးစိကျုပ်ရဲ့ဇနီးကွာကွာဟမ်ငါတို့မြောက်ပိုင်းသားငါတို့ရခိုင်သူအဲ့တော့ရခိုင်မျိုးသူကဒီလိုမျိုးဖြစ်တယ်ဆိုတော့တောင်းချောက်စိတ်ဝမ်းနေခွဲအောင်စိုင်ဝါးတွေအရန်တုံးတာတုံးတော့အောက်ကရဲဘော်တွေမှအစပေါ့ဒါတမလုံဆိုတာကဒါစင်ငယ်စင်ငယ်ရှိနေတဲ့အခါကြတော့ဟာလာဒီ ရဲဘွားနဲ့ဒုတက်ကြက်တော်မှာတန်းစီလာခြင်းမတူဒုတက်ကြက်နဲ့တက်ကြက်တက်ကြက်နဲ့တက်ကြက်ကြီးတက်ခွဲတက်ကြက်ကြီးတို့ဟာ CSI တို့ RSI တို့ဒီကနေ့မှဒူးဘိုးဘိုးဘိုးတောက်ချောက်အစ်စ်နေမှာတောင်းတဲ့တောင်မတူကြအောင်ပြန်မကြည့်တတ်ရဲလို့မရအောင်ဒါလို့ရှင်ပြီးပြောလို့မရအဲ့တော့ဟိုးဘက်အမြင်ဆုံးမှာနဲ့ဆိုတော့ပုံဆိုးသွားတာပေါ့ဟိုဘက်ကဟုတ်လားပါလားဒါဆိုငါတို့ကကြားတဲ့အတိခမ်းမှာဒါမျိုးတွေဖြစ်လာအမှန်ကန်ကိုချားစီချားစီတချားစီတချားစီမှာတကယ်တချားစီနော်ဦးအဲအနီတူတူလာရဲ့အဖေ အဘဦးမောင်လာဆိုလို့ရှိရင်ဒါဈီကျွန်းသားနော်ဈီကျွန်းသားတို့မြောက်ပိုင်းရခိုင်လမ်းမဟုတ်ဘူးပြီးလို့ကျရင်အဲ့ဘဘမှာဆိုလဲညီမလေးတယောက်ရှိသေးတယ်ဒါရိုးရိုးတန်းတန်းနဲ့ရန်ကုန်မှာပဲနေပြီးတော့ဒီတည်းသူအမေတော်အုံးလာနဲ့အမေအဖွားပေါ့အဖွားအနေအမေအုံးလာနဲ့အဲဒါအိမ်အောင်ပဲပါပြီးတော့ရန်ကုန်မှာပဲနေကြတာအဲ့မှာနေတာမဟုတ်ဘူးပြီးတော့ရန်ကုန်မှာဒဏ်ဝန်တန်ခွက်တွေဒဏ် တထုလုပ်ငန်းတွေမှာညာလုပ်ပြီးဒီလိုပဲဖြတ်တန်းလာတယ်ဒါအခုဆိုအဘာတော့မရှိတော့ပါဘူးအဘာအဘာမရှိတော့ဘူးเนาะသူအမျိုးမိသားစုတချို့ရှိတယ်အဲ့မြာမှာရှိတယ်ရန်ကုန်မှာပဲရန်ကုန်မှာပဲအဲ့တော့ပြောချင်တာကဟိုတက်လို့ကိုစိတ်ဝဲကွဲအောင်လုပ်တာကဒီအေးအကျန်းဖက်တွေတချို့ကပိုင်ရဲကိုဘာသီးလို့လဲညာသီးလို့လဲပိုင်ရဲကဒီလောက်ပဲမင်းတို့တိအောင်ပြောပြတာပါပိုင်ရံเนาะအဲ့တော့တက်လို့သားတွေကိုစိတ်ဝဲကွဲအောင်လုပ်မယ်ဆိုတာမင်းမစင်းစားနဲ့တိလားတမိုင်းเจ้าကိုလိုက်လိလား တာမိုင်းကြောင့်လိုက်လေလာတောင်တော်သားတွေကတချို့ကအဟုတ်မှပြီးတဲ့နာဒါအမှန်တကယ်ကျွန်တော်စောစောပြောရတာဒါအမေအနီတော်ဂျူဂျူလာပေါ့နော်အနီတော်ဂျူဂျူလာရဲ့ဒါတာမိုင်းကြောင့်ပဲမင်းတို့ရခိုင်လူလည်းမဟုတ်ဘူးရခိုင်ကာပြားတာပဲအဲကာပြားပဲဖြစ်တပြားပဲဆက်ဆက်နှစ်ပြားပဲရခိုင်ပဲဆိုရခိုင်ချင်းတော်မှာတောင်ဝိုင်းမြောက်ပိုင်းမတူဘူးနော်တောင်ပိုင်းကယဉ်ကျေးတဲ့ဗုဒ္ဓဘာသာထုံးကားတဲ့ဗုဒ္ဓဘာသာချင်းတူနေအောင်မှာ တောင်ပိုင်းရဲ့မြောက်ပိုင်းသားကွာတယ်ကျွန်းသားကျွန်းသားတော်သေးတယ်ကျွန်းသားရဲ့တောင်ကတောင်ပိုင်းသားအေးစီမြောက်ပိုင်းသားကရိုင်းကိုရိုင်းတာအရိုင်းဆိုင်စိတ်ပဲရှိတယ်တတ်မဲ့ဖြတ်မဲ့လူမဲ့ရက်မဲ့ဆိုတဲ့စိတ်ပဲရှိတယ်ဒီလိုစိတ်ဝဲကွဲစီတဲ့စကားမျိုးတွေပြောတာကဒါဟိုအေးအကျန်းဖက်ဘွားကနေပြောမှဒါဖွာလိုက်တာဖြစ်တယ်နော်အဲ့ဒါလေးကိုကျွန်တော်ဒီလိုပြောပြခြင်းပါတယ်အဲတကယ်လို့တချို့မသိဘူးဆိုလို့ရှိရင်လည်းကျွန်တော်လာတိုက်ရိုက်မေးလို့ရတယ်နော်ကျွန်တော်ရှင်းနေမြင်နေကျွန်တော်ပြောပြပေးမယ်ဒါပေမဲ့ အဘဥမမောင်လာတို့အမေအမေအုံးလာအဖွားတို့ကဒါလည်းမရှိကြတော့ဘူးဒါပေမဲ့သူတို့ရဲ့ဘဝဖြတ်တန်းမှုတွေရိုးရိုးရှင်းရှင်းနဲ့ပဲဒါဘဝဖြတ်တန်းတာဘာမှဟိုစိုးစိမပါဘူးနော်ပြီးလို့ရှင်လို့ရှင်ဟိုအနီတော်ဂျူလာဆိုလဲညီမသားကတိကနဲ့အလုံးလို့တဲ့စစ်တွေမှာတာဝန်ကြတယ်စစ်တွေမှာ ဟိုဒါနိုင်ငံတော်ကာကွယ်ရေးဥစည်းချုပ်ကြီးကတိုင်းမှုနဲ့တာဝန်ကျနေတဲ့အချိန်ဟာဆိုလည်းပဲဒါအเจ้าကြီးမှလိုက်ပြီးတော့သူတကယ်ချင်းနေနဲ့လိုက်ပြီးတော့စာပြပါညာမျိုးရှိတယ်အဲ့တော့တကယ်ကိုရင်ကြီးတိမ်မွေးတဲ့အနေကျူကျူလာကမင်းတို့ရခိုင်မြောက်ပိုင်းကပါဆိုတာယူကြောင်မူကြောင်လည်းမင်းတို့မစင်းစားနဲ့เนาะရောင်လို့တော့မစင်းစားနဲ့တကယ်ရင်ကြီးတိမ်မွေးလို့နိုင်ငံတော်အဆင့်ကြီးသည်စနီးတဲ့ဖြစ်တာဒါလေးကိုတော့ငါပြောခြင်းနဲ့နောက်ပြည်သူစစ်ပေါ့ပြည်သူစစ်ကိုဒီကျွန်တော်တို့ ဟိုမေဒီလာမှာဒါမင်းတို့စစ်သားစစ်တွေမရှိဘူးလားရဲစစ်တွေမရှိဘူးလားသူမှန်ခြားခိုင်းလို့ဆိုပြီးတော့ဒါဗိုလ်မှူးတယောက်ပြဿနာရှာနေတဲ့မြေခွေးကိုဒါတဖက်မီဒီယာတွေကမနေ့ကပြောတာတော်တော် ပုံစိုးပစက်ပြောတာရှိတယ်အဲ့ဒီမြေခွေးကိုကြည့်ပြီးတော့သူဘာပြောလဲဆိုတော့အဲမင်းတို့စစ်အာဏာရှင်ဆိုတော့အဲ့ဒါပဲ ဒီဘုံမှုပြောသွားတဲ့စကားကိုကျွန်တော်နားထောင်လိုက်တဲ့အနေနဲ့ကျွန်တော်ပြန်တော့ထုတ်မပြတော့ပါဘူးဒီဗီဒီယိုပိုင်းအားလုံးကြည့်ပြီးသားဖြစ်လိမ့်မယ်ထင်ပါတယ်ဟာလာအဲတနိုင်ငံလုံးကငါတို့စစ်တပ်ကအုပ်ချုပ်နေတာမင်းတို့မသိဘူးလားငါတို့တနိုင်ငံလုံးအုပ်ချုပ်နေတာငါတို့တနိုင်ငံလုံးအလုပ်လုပ်နေတာဆိုတော့အဲဒါမျိုးတွေဖြစ်တာကိုကျွန်တော်တွေ့ရတယ်တွေ့ရတဲ့အခါကျတော့ဒါသူတို့ပြောနေတဲ့အချိန်မှာတွေ့ရတော့ဒီဘုံမှုကိုရခိုင်ပို့ပြီးလိုက်ပါအဲ့ဒါပြီးသွားကိစ္စအဲတနိုင်ငံလုံးအုပ်ချုပ်တာအဲ့မှာပေါ်သွားရောနော်အဲဒါလေးကတော့စကားဖြစ်နောက်ပြောင်ပြီးပြောတာဖြစ်မယ်အဲ့တော့တမ်းမလို့ဒါတွေကိုကူညီပေးနေတဲ့ပြည်သူစစ်ပေါ့နော် ဘာအကျိုးခံစား권မှမရှိဘူးဘာမှရပိုင်권နဲ့အကျိုးခံစား권မရှိပဲတက်မလို့သားတွေနဲ့လက်တွဲပြီးတော့နိုင်ငံအေးကြောင်လှုပ်ပြီးတဲ့ဟာကိုတော့ဒါတက်မလို့အရာရှိပိုင်းကြီးကတော့တချို့တော့မသိဘူးဗျာဒီအမြင်ကွင်းကြီးကတော့တော်တော်ရုပ်ဆိုးကြီးတန်တန်ဖြစ်တယ်နော်ပြီးတော့တက်မလို့မှာလည်းဒါကျွန်တော်တို့ဟိုဒါသိရှိသလောက်ဆိုလို့ရှိရင်ဒါပြောပြမယ်ဒီလိုမျိုးလူတွေမရှိဘူးလားမို့ရှိတယ်တခြားလူကောင်မို့ကျွန်တော်အကူဝင်ခွဲတောင်ရှိတယ်နော်ကျွန်တော်မိသားစုထဲမှာတောင်ရှိတယ်အဲ့ဒါတနက်နဲ့ထောက်ပြီးတော့မှမေးဘာဖြစ်တဲ့ညာပဲဆို ြောပြီးတော့မှအဲ့လိုမျိုးရန်ကားတာပေါ့ဗျာအဲ့ကျွန်တော်အကိုကျွန်တော်မိသားစုမှာရှိတယ်အဲ့အဲ့ထဲကတော့တိတ်မကြပါဘူးကျွန်တော်တို့ online ဖြစ်တာပေါ့တက်မလို့ထွက်လိုက်ရတာပေါ့နော်အဲတက်မလို့ထွက်လိုက်ရတာအဲ့ဒီလိုဟုတ်လားမဟုတ်လားလို့သိလို့ချင်တော့ကျွန်တော်အစိုးတော်ကိုဂျော်နီရှိတယ်ကိုစိုးတော့ကိုကြောင့်နေမေးကြတယ်သူ့ကိုတနက်နဲ့ထောက်ပြီးဘလို့ကြိတ်ကြောက်တယ်ဘလို့ပြောတယ်လဲဆိုတာဒါမဲ့ဒီကိတ်ကြောက်သူထွက်တာမဟုတ်သူကျမ်းမာရေးကြောက်ထွက်တာပါအဲ့လိုမျိုးရှိတယ်တိုက်မလည်းမရှိဘူးလားဆိုအဲ့လိုလူတွေလည်းရှိပါတယ်เนาะအဲ့တော့ကျွန်တော်တို့ပြောချင်တာကတက်မနော်မှာကအလေးပြု အရာကြီးတယောက်ကိုအလေးပြုတယ်ဆိုအလေးပြုချက်ရည်ရွယ်ချက်က၅ချက်လားဟဟလားအရေးအလေးပြုချက်ရည်ရွယ်ချက်ကဘယ်နဲ့ချက်လဲဘာကြောင့်ရည်ရွယ်ချက်ရှိပြီးအလေးပြုရတာလဲဟဟလားအထက်အောင်ကိုဟိုဒါယိုသေးမှုရှိအောင်အမိန်နာခံနာမှုရှိအောင်စီကသေးဝဲမှုရှိအောင်ဒါဒါမျိုးလေးတွေပေါ့တပ်မတော်မှာကသူကအကုန်လုံးကအစင်အစင်လေးနဲ့တံမိုးရှိတဲ့ဟာတွေကြီးပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့တပ်မတော်အရာကြီးတယောက်ကဒါတွေကိုနားလည်မယ်အော်ဒါကဟိုစစ်စီကံရလဲဒါမဟုတ်ဘူး အမိတ်လည်းနာခံတာမဒါပြည်သူစစ်ကချက်ကပေးတာတဲ့အမိတ်မလို့ဒါပါမလုပ်ပါနဲ့လို့ပြောသူလည်းအဲ့ဒီအမိတ်ကိုနာခံတတ်ရမှာပေါ့ဟုတ်လားဒါတတ်မော်အနေနဲ့ပဲကျွန်တော်ပြောပြောပြတာအချိန်ရလည်းပြည့်သွားပြီဒါမဲ့အဲ့ဒါကြီးကဒါမလုပ်သင့်ပါဘူးတတ်မော်အနေနဲ့ဒါတေးတကြဟိုတပတ်သူတွေဆိုဂုံသိန်းကကြာဆင်းတယ်လို့ပဲပြောကြမှာဗျအားလုံးကြမှာပါစေချမ်းသာပါစေပြည်သူစစ်ကတော့ကျွန်တော်ငားငားနဲ့တရားစွဲခံထားတယ်လို့တော့ကြားတာပါပဲဒါကျွန်တော်တော့တိတ်တော့မဟုတ် ဒီနေ့မှတည်တာပေါ့နော်အဲ့လိုပဲအားလုံးကြားမှာပါစေဒါကျွန်တော်စီ5ဖို့လို့တည်တာကျွန်တော်လည်းအလုပ်တွေအများလုပ်ပါအားလုံးကြားမှာပါစေနော်